တိခတ်နေဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြတိခဏာအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်။လောကလူသားတွေရဲ့ရှုံးရင်းနိုင်ရင်းလို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမြဲတမ်းကွာခြားတယ်။လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆို ရှုံးတယ်လို့ထင်နေတယ်။တကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့ အနိုင်အရှုံးဆိုတာတည်တည်ချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါဘိက္ခံမှုကနိုင်လိုက်တယ်ဆိုတာအတ္တဘာဖြစ်ရှာတာရကတစ်ခုကိုနိုင်ရှင်ပြီးတော့ကြည့်လေမြတ်စွာဘုရားနဲ့ဒေဝတ္တရှင်တွဲပြီးတော့ပေါ်ပေါက်လာဆွေမျိုးထဲမှာမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ရောများမကား လူဘွားကရောက်ပါဆိုမြို့တိုင်းဝိုင်းထဲတောင်ရောက်လာတယ်။အဲဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်မြတ်စွာဘုရားကမြေဓုတဖွဲတိခံမှုစွာအားနဲ့ပြည့်စုံတယ်။ဒီဝရကလုံးဝတိခံနိုင်စွာမရှိတဲ့ပုဂ္ဂိုလ်။အဲတော့တိခံသူနဲ့တိခံမှုမရှိတဲ့ပုဂ္ဂိုလ်။တိခံသူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒီဝရနဲ့မြတ်စွာဘုရားဒီဝရဟာ မြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့ဒီဝရ950စသည်မှာကြည့်ရင်ဘုရားလောကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတောင်မှပဲဒီဝရရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပြော ที่แรกก็วันชาติต้องมาบีระว่าจะถูกชงยิ่งบีรบตัว